Okay အားလုံးပဲမင်္ဂလာပါကျွန်တော်က first ကပါဒီနေ့မှာကျွန်တော်ကမွန်လေးချန်တက်မိုးစရာခလော့ကန်ဘာစကင်ထုတ်လာမယ်ဆိုတော့ဖိပတ်တမပါဒီ video အပိုင်းတစ်တော့မဟုတ်ပါဘူးအပိုင်းနှစ်ပါအပိုင်းတစ်ကိုမကြည့်ရသေးဘူးဆိုရင်အပိုင်းနှစ်မကြည့်ခင်မှာအပိုင်းတစ်ကိုအရင်သွားကြည့်စေချင်ပါသေးအပိုင်းတစ် video ရဲ့ link မှာလည်းကျွန်တော် description နဲ့ comment မှာချပေးထားပါတယ်ဗျဆိုတော့ demonstration ရဲ့ background တိုင်းပါမယ်ဆိုတော့သိချင်တယ်ဆိုရင်တော့ video လေးကိုစုံလေးကြည့်ပေးကြဖို့တောင်းဆိုလိုက်ရပါတယ်ဗျ Dungeon တန်ကြန်ဒီမိုစီအိုင်းမှာဆိုရင်တော်တော်လေး channel ဟာရှူရတဲ့ကောင်ဖြစ်ပြီးတော့သူ့တက်ခတ်မှုတွေတော်တော်ကြီးမြင်ပါတယ်။သူ့တက်ခတ်တဲ့ခါမှလည်းအမြန်ယုံကြည်မှုရှိရပြီးအောင်မှာသူ့ရဲ့ပုံစံအရမွားရညာနဲ့လပုလပုနဲ့တော်တော်လေးတူပါတယ်။ညာနာလပုလပုစကင်ထုတ်လိုက်မှဆိုရင်တော့တော်တော်ကြီးမိုက်တော့မှာပါ။ကာကိုရှိပူကာကိုရှိပူကဒီမိုစီအိုင်းရဲ့အကြမ်းဆုံး feeling နဲ့တကောင်ဆိုတော့ကျွန်တော်ပြောလဲသိမယ်ထင်ပါတယ်။ကာကိုရှိပူကဒီမိုစီအိုင်းမှာဆိုရင်ကျွန်တော်အကြမ်းဆုံး feeling လို့ပြောလို့ရပါတယ်။သူ့ရောမွားရညာနဲ့အာကက်စနဲ့ကိုလပုစင်တော့ထင်ပါတယ်။ ဒီမိုဆီယာစကရင်ထွက်လာခဲ့မှာဆိုရင်ဒွန်မိုင်းမှာဆိုရမယ်ဒီမိုဆီယာစကရင်ထွက်လာဖို့ဆိုတာသူမကျွန်တော် channel ကိုစကမတ်တာတူလို့ပဲလုံးဝမဖြစ်နိုင်ပါဘူးကျုံမဲကျုံမဲဒီမိုဆီယာရဲ့မှာဆိုရင်အကျဉ်းဆုံး hash rare ရဲ့တကောင်ပါသူကဒီမိုဆီယာစီစဉ်ပေါ်မှာဆိုတော့တော်တော်လေးရရခဲ့ပြီးတော်တော်လေးကျန်ခဲ့ပါတယ်သူ့ရောမွန်နီ channel 4 years နဲ့ collaboration နဲ့ထင်ပါတယ် အခုနောက်ပိုင်းမှာမွန်တော့အနေနဲ့သူ့ရဲ့မွေးစားသားလေးဖိုဖီယက်ကိုအနိုင်ငယ်ကူးဆက်မွေးပြလောက်ခဲ့တဲ့အကြောင်းမလို့ဒီမိုဆီယာစကင်တကောင်ထွက်မှာနိုင်မလို့ပြောလို့မရပါဘူး။တာကီတာကီကလည်းမူဆန်လက်အောင်မှာဆိုရင်တော်တော်လေးရိုယယ်ဒီမိုတကောင်ပါ။သူ့ရဲ့ personality နဲ့ runner ဆွမ်းနေကိုကြည့်မယ်ဆိုရင်တော့ Malaysian နဲ့ Asthma တဲ့ skin ဖြစ်တဲ့တင်ပါလေ။ Asthma skin ထုတ်လာခဲ့မှဆိုရင်တော့ skin effect တွေတော်တော်မိုင်းနေမှာပါ။ Cutaro Cutaro ကလည်းဒီမိုဆီယာရဲ့အကြံဆုံးဖီမိုတကောင်ပေါ့။ကိုလိုရောမသိဘူး Cutaro ရဲ့ Asthma skin ထွက်လာခဲ့မှဆိုရင်တော့တမျိုးလေးအမြင်ဆန်းနေတယ်လို့ကျွန်တော်ထင်ပါတယ်။ ဆိုတော့ဒီနေ့ပြိုလေးကတော့ပါဗျ။စုံရင်ကြည့်ပေးကြတယ်ဖြစ်စီအောင်ကျေးဇူးများတင်ပါတယ်။အခုဆိုရင်တော့ကျွန်တော်ရဲ့ channel လေးက bro ရဲ့အပိတ်မှုကြောင့် subscriber 4900ဆိုတဲ့နေတာတစ်ခုရောက်လာခဲ့ပါပြီ။ subscriber 9000ဆိုတဲ့နေတာတစ်ခုရောက်ပေါ်တာ subscriber 300လောက်ပဲလို့ပါရယ်။အားကြောင့်မို့ဒီ video ချင်းရဲ့ထဲမှာ subscribe လုပ်အပ်တယ်ဆိုရင်ပြိုလေးကို like လုပ်ပေးပြီးတော့ channel လေးကို subscribe လုပ်အပ်တယ် subscribe လုပ်ကြဖို့တောင်းဆိုလိုက်ရပါတယ်ဗျာ။